ပါရှင်ကျမတော်ဝန်ဒီပါ DVB ရုပ်မြင်သံကြားရဲ့နေ့လယ်2နာရီချိန်သတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးပါပါမြန်မာနိုင်ငံသတင်းတွေကမ္ဘာသတင်းတွေနဲ့တူအားကစားသတင်းတွေကိုရှုစားရမှာပါရှင်စကိုင်းတိုင်းစလင်းကြီးမြို့နယ်ထဲမှာရှိတဲ့တရုတ်ဝန်ပေါင်ကျင်းနီစီမံကိန်းတွေကိုအော်တိုဘာလ23ရက်နေ့ညကတော်လေးတက်တွေကရှော့တိုက်ဒုံးနေနဲ့ပစ်ခတ်ခဲ့တာကြောင့်စီမံကိန်းဝင်ထဲမှာပောက်ကွဲမှုဖြစ်ပြီးတော့မီးလောင်ခဲ့တယ်လို့အနီးအနားဒေသခံတွေကပြောပါတယ် ရှားတိုက်တုံးပောက်ကွယ်ပြီးကုမ္ပဏီထဲမှာအချက်ပေးအော်အော်တဲ့နေတညလုံးစုညံ့နေတယ်လို့ရုံးရင်းစံကတ်တွေဖြစ်နေတယ်လို့ဝမ်ပေါင်ကုမ္ပဏီအနီးအနားမှာနေထိုင်သူတွေကနေသိရပါဗျ။ဝမ်ပေါင်ကျင်းနီစီမံကိန်းအထက်မှာရှိရဲစစ်တပ်ကအနီးအနားကကျေးရွာတွေကိုလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်နေလို့တော်လိုင်းရေးတပ်ဖွဲ့တွေကစီမံကိန်းတွေကိုပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်စီမံကိန်းအတွင်းမှာကြားရောက်ပောက်ကွဲခဲ့တယ်လို့ဆိုပါဗျ။ပစ်ခတ်တဲ့ရှားတိုက်တုံးအလုံးကြီးများပြီးတော့ထိခိုက်ပျက်စီးတဲ့အသေးစိတ်ကိုတော့မသိရသေးပါဘူး။ တရုတ်ဝမ်ပေါက်ဂျင်းနီစီမံကိန်းကစစ်တပ်ကိုလုံခြုံရေးအတွက်ခေါ်ထားပြီးတော့အဲ့ဒီစစ်တပ်ကအနီးနားကဂျေးရွာတွေကိုစစ်ကြောင်းထိုးတာဒေသခံတွေကိုဖမ်းဆီးတပ်ဖြတ်တာတွေလုံဆောင်နေတယ်လို့ဒေသခံတွေကပြောပါတယ်။အောက်တိုဘာလ22ရက်နေ့ကလည်းတရုတ်ဝမ်ပေါက်ဂျင်းနီစီမံကိန်းအတွင်းကနေထွက်လာတဲ့စစ်သားတွေကရန်တမ်းပစ်ခတ်ခဲ့တာကြောင့်ဝမ်မေးဂျေးရွာဒေသခံတယောက်တနက်ကြီးထိမှန်ခဲ့သေးတယ်လို့ဒေသခံတွေဆီကနေသိရပါပါရှင်။ မြောက်ပိုင်းမဟာမိတ်သုံးဘွဲ့ရစတင်လိုက်တဲ့10 29စစ်စင်ရေးဟာမျိုးဥတော်လိုင်းအပေါ်မှာဘလို့အကျိုးသက်ရောက်မှုတွေရှိလာစေတယ်စစ်စင်ရေးနှစ်နှစ်ပြည့်ချိန်မှာပြောင်းလဲလာတဲ့စစ်မျက်နှာနဲ့ပထဝီနိုင်ငံရေးနဲ့တရုတ်ရဲ့ပါဝင်စုဖက်မှုတွေအပြင်လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီးတော့စိုးသူအောင်ကသတင်းပေးပို့ထားပါရရှင်ပြီးခဲ့တဲ့နှစ်နှစ်2023ခုနှစ်အောက်တိုဘာ28ရက်နေ့အာယုံဦးမှာ မြောက်ပိုင်းမဟာမိတ်သုံးဘွဲဖြစ်တဲ့ကိုကန့်တက် MNDAA တန်တက် DNL နဲ့အာရခတ.အေတို့ကရှမ်းပြည်မြောက်ပိုင်းမှာရှိတဲ့စစ်စခန်းတွေကိုတပြိုင်တည်းဝင်တိုက်ခဲ့ပြီးတရုတ်မြန်မာနယ်စပ်ကချင်းရွှေော်မြို့ကိုပါတရထဲသိမ်းပြခဲ့ပါတယ်။အဲဒီနောက်မှာတော့တစင်နဆက်ခုစစ်စင်ရေးစတင်ကြောင်းကြေညာခဲ့ပြီးအပြင်အထံထိုးစစ်ဆင်ခဲ့ကြတဲ့တနစ်ဝင်းကျင်တွင်လာရှုံမှုဆယ်ပြည်တော်စုလမ်းမကြီးရှမ်းမြောက်တစ်ခုလုံးပြီးပါနဲ့အရှေ့မြောက်တိုင်းစစ်ထံသားဂျုံအထီကိုဇက်တိုက်သိမ်းပိုက်ခဲ့ကြပါတယ်။ ီထိုးစစ်ဟာနှစ်နှစ်ကျော်ကြာတုံဆိုင်နေခဲ့တဲ့ຫນွေဦးတော်လိုင်းအတွက်ကြီးမားတဲ့တွန်းအားတရဖြစ်စေခဲ့ပြီးအရင်ကခုခံစစ်သားဆင်နွှဲနေခဲ့တဲ့အညာအခြေစိုက်တော်လိုင်းတပ်ဖွဲ့တွေကိုပါမြို့တွေစခန်းတွေသိမ်းပိုက်နိုင်ဖို့တွန်းအားဖြစ်စေခဲ့ပါတယ်။ ဖွဲ့ဒီမှာ30နှစ်ကွန်စစ်စီရဖြစ်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့အညာဒေတာကပို့ပြီးတော့စီရေးရအာကောင်းလာတဲ့အနေအထားတွေရှိတယ်။တိုင်းတလဲနဲ့ကိုင်းတွေဥဆောင်ပြီးတော့တော့မျိုးတွေကိုတစ်မျိုးပြီးတစ်မျိုးတိန်းတယ်။အဲ့ဒီနောက်ပိုင်းမှာကျွန်တော်တို့အညာမှာရှိတဲ့ PDF တွေကအဲစူပေါင်းပြီးတော့ပေါ့နော်ဒီစစ်ကောင်စီတစ်ခန်းကြီးကိုဟိုတဆင်ပြီးတဆင်ပြန်တဲ့တိမ့်ပိုက်တဲ့ဟာတွေလည်းရှိလာခဲ့တယ်ပေါ့ကျွန်တော်တို့အညာမှာလိုအပ်နေတာကဒီတိုင်းတစ်ခုတည်းဖြစ်ရမယ်နောက်တစ်ခုတရွေ့တတန်တမိတ်တည်းဖြစ်ရမယ်ဟိုတပေါင်းစုပေါ့နော်တပေါင်းစုဖြစ်ဖို့ရန်အတွက်ပဲလိုအပ်နေတယ် ချောကဲကလာချောကဲကလာတဆယ်နှစ်ခွန်စစ်စင်ရေထိုးစစ်ဟာမန္တလေးမြို့နယ်မိုင်20လောက်သာကွာဝေးတဲ့မတရားမြို့နယ်တဲကိုရောက်လာခဲ့ပြီးတော့မန္တလေးနယ်မိုင်60ဝန်းကျင်အကွာကစင်ကူးမြို့ကိုလည်း PDF တွေကသိမ်းပိုက်နိုင်ခဲ့ပါတယ်။ဒါအတူပဲကရင်နီတပ်တွေရဲ့တီလီလုံးစစ်စင်ရေနဲ့အတူနေပြည်တော်ရဲ့ဝင်ပေါက်မိုးပြဲအထိကိုရောက်ရှိလာခြင်းမှာတော့တရုတ်ဘက်ကအသိတာတဲ့ဆော့ဖတ်မှုတွေကိုပြစ်လုလာတာပါ။2024ခုနှစ်နှစ်စံပိုင်းမှာတော့ တရုတ်ရဲ့ဂျာဝင်စိတ်ဆက်မှုနဲ့ကုမင်းမျိုးမှာ hiking သဘောတူညီချက်ကိုစစ်ကောမရှင် MNDAA နဲ့ TNL တို့လက်မှတ်ရေးထိုးခဲ့ကြသလိုတရုတ်ကိုယ်စားလှယ်အဖွဲ့ကလည်းမြန်မာပြည်ကိုလာရောက်ခဲ့ပါတယ်။2025ခုနှစ်မှာတော့စစ်ပွဲတွေရဲ့နောက်ကွယ်မှာကူညီပေးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့တရုတ်ကဝါတပ်ဖွဲ့ UWSP နဲ့လူပုဂ္ဂိုလ်တွေရဲ့ပိုင်ဆိုင်မှုကိုတင်စီပြီးအကြက်ကင်လာပြန်ပါတယ်။တဖက်မှာလည်းကိုကန်တက် MNDAA က တို့ရဲ့ပန်းနိုင်ဖြစ်တဲ့လောက်ကိုင်းအပါအဝင် မြို့ပေါင်း၁၂မြို့ထပ်မင်းဲကိုသိမ်းပိုက်နိုင်ခဲ့ပြီးဟိုပန်နဲ့ပန်လုံမြို့တွေကိုဝါတပ်ဖွဲ့ UWSPC လွှဲပြောင်းပေးခဲ့ပါတယ်။ဒါအတူပါပဲနေဆက်တည်ငြိမ်ရေးကုံသွေးလမ်းကြောင်းပြန်ဖောက်ဖို့နဲ့စစ်တပ်ကိုလူလာတဲ့တရုတ်ရဲ့ဂျာဝင်မှုကြောင့်လာရှုပ်ကိုပြန်ပေးပြီးအပြစ်ရက်ခဲ့ကြပါတယ်။ရှမ်းမြောက်မှာတိုက်ပွဲတွေငြိမ်သက်လာပေမဲ့အာရခတတော် AA ကတော့10 20ခွန်စစ်စင်ကြီးရဲ့အရှိန်ကိုယူပြီး အဓိကစစ်မျက်နှာဖြစ်တဲ့ရခိုင်မှာမြို့နယ်ပေါင်း16ခုရှိတဲ့အထက်14မြို့နယ်ကိုသိမ်းပိုက်ခဲ့ကအခုချိန်ဒီဆက်လက်ထိန်းချုပ်ထားပါတယ်အခုတခါလက်ကျမျိုးတွေဖြစ်တဲ့စစ်တွေနဲ့ကြောက်ဖြူကိုဝိုင်းပတ်ထားသလိုရခိုင်ပြည်နယ်ရဲ့ဝင်ပေါက်တွေကိုလည်းပိတ်ဆို့တိုက်ခိုက်နေပါတယ်အချက်တွင်းနေရတာကတော့တန်အတက် DNL ဖြစ်ပြီးစစ်တပ်ရဲ့တံပြန်ထိုးစစ်ကြောင့်နောင်ချိုကြောင်မင်းနဲ့တီဘောမျိုးတွေကိုပြန်ပေးလိုက်ရသလိုမိုးကုတ်ကိုလည်းစစ်ရေးအရာချင်းချောက်ခံနေရပါတယ် စစ်စင်ရေးနှစ်နှစ်ပြည့်ချိန်မှာတော့ညီနောင်သုံးဘွဲ့ရဲ့ခြေလမ်းတွေတပြေးညီမဖြစ်တော့သလိုစစ်မျက်နှာတွေလည်းပြောင်းလဲလာတာတွေ့ရပါတယ်အခုချိန်မှာကိုကန်ကရပ်ပြီဆိုတော့သူကရလိုက်တယ်။တော့အေရကျတော့သူ့ဘာသာသူဆက်တိုက်နေတာမျိုးရှိတယ်။တော့အဲ့တော့စီးရဲမဟာမိတ်ဆိုတာအချိန်တစ်ခုရောက်ပြီပဲအလုံးဖြစ်နိုင်တယ်ပေါ့ဗျာ။တော့နောက်တစ်ခုကျတော့ကျွန်တော်တို့တအားပလောင်ပေါ့။သူတို့ကတက်ကိုအဆမတန်အချိန်ကိုပြင်းမှချက်မယ်။ နောက်တစ်ခါနေမီကိုအပြင်းတိုးချဲ့ဖို့ကြိုးစားမယ်နောက်တစ်ခါကျတော့ဒီလိုမျိုးဒါကောင်လဲသူ့ရဲ့အင်အားကိုအလင်းအမြန်ပေါ့ဗျာဒီလိုတိုးချဲ့လာရင်ဘေးမှာရှိတဲ့မဟာမိတ်တွေနဲ့ပုတ်တိုက်မှုတွေဖြစ်မယ်ခုနနေမီပြဿနာတွေဖြစ်မယ်ဆိုတာမျိုးอ่ะဒါဆိုရေးဟိုရေးတာပြောရကြတာလည်းရှိပါတယ်တော့ကျွန်တော်ထင်တယ်အဲ့လိုအဲ့ဒီကိစ္စမျိုးတွေကိုနားထောင်တာအားနည်းတယ်လို့ထင်ပါတယ် ဒီလိုမျိုးပြောင်းလဲမှုတွေရဲ့နောက်ွယ်မှာပထဝီနိုင်ငံရေးအကျိုးစီးပွားတွေအထူးသဖြင့်တရုတ်ရဲ့ပါဝင်ဆော့ဖတ်မှုကအဓိကအကျကြောင်းလေးလာသူတွေကပြောကြပါဗျ။ဒါကြောင့်ပဲစစ်တပ်ကိုဖျောက်ချနိုင်တော့မလားလို့မျှော်လင့်ကြတဲ့အထိအစကောင်းခဲ့တဲ့10 20ခွန်ဆက်စင်ကြီးဟာစစ်ကော်မရှင်ရဲ့စစ်မှုထမ်းဥပဒေတရုတ်ရဲ့မြန်မာစစ်တပ်အပေါ်ငွေကြေးလက်နက်ဤပညာနဲ့ထောက်ပံ့ပေးမှုတွေကြောင့်မျိုးတွေကိုပြန်ပြီးလက်လွတ်လာရတာပါ။အခုချိန်ဒီဆိုရင် လာရှိုးနောင်ချိုကြောင်မဲတီပေါ် စီဆိုင်တပေချင်းမိုးပြဲဒီမော့ဆိုတွေကိုပြန်ပြီးလက်လွတ်လာရပေမဲ့ຫນွေဥတော်လိုင်းဟာအဆုံးသတ်သွားမယ်အချိန်ဒီမရှိသေးဘူးလို့ဥဒန်းဆိုးနိုင်ကသုံးသပ်ပါတယ်ညဉ့်တာကအဲ့ဒါအကြောင်းရှင်နဲ့ပြုတ်ချိုးစီဝါအားလုံးပြတ်သုံးလို့တွေ့တော့ရှင်မာတဲ့ချင်းချောင်းမှုကြီးဖြစ်လာနိုင်တဲ့အနေအထားတွေရှိပါအဲ့တော့အဲ့လိုချိန်တွေမှာ KIA ရလဲတစ်ဖက်ကဘုံမောင်မျိုးလေးတိုက်ပွဲနဲ့နောက်ပိုင်းကိုကျွန်တော်တို့ရှင်းမိုးနိုင်လို့ရှိရင် တော်တို့အမှားပြည့်ရဲ့အချင်းကြီးဟာမြို့တော်လိုင်းကြီးကိုဆက်ပြီးတော့ထောင်မွေးစီကိုတည်ဆောင်သွားနိုင်တယ်လို့အမှားပြည့်ဟာလည်းတောင်ချမ်းမြောင်ချမ်းပြတနာရှိလာနိုင်တဲ့အချင်းကြီးရှိပါအဲ့ဒါကြီးဖြစ်မလာဖို့အတွက်ဆုံးဖြတ်ကတော့နိုင်ငံသားအင်အားစုနဲ့အညာကမမာမျိုးသားအင်အားစုတွေညီညီညွတ်ညွတ်ပေါင်းစည်းပြီးတော့ကျွန်တော်တို့မြို့တော်လိုင်းကြီးအဆုံးသတ်အောင်ပွဲဖြစ်နေပြီးတော့တိမ့်ပိုင်နိုင်မယ်ကြိုးပမ်းအောင်မြင်လို့ရှိရင်ကျွန်တော်တို့ ဝယ်ပြီးမယ်လို့ကျွန်တော်မျှော်လင့်တဲ့အကြောင်းကျွန်တော်ပြချင်60မမ71လက်ဒါကြောင့်2029ဟာစစ်တပ်ကိုအကြီးအကျယ်အထိနာစေခဲ့ပေမဲ့တရုတ်ရဲ့ဆက်ဖက်မှုကြောင့်ညီနောင်သုံးဘွဲ့အပေါ်တက်ရောက်လာတဲ့ဖိအားတွေနဲ့စစ်မျက်နှာမတူညီမှုတွေကြောင့်အောင်ပွဲအရှိန်ဟာရှမ်းမြောက်မှာရပ်တန့်သွားခဲ့ပါတယ်။ဒီဖြစ်ရဟာစစ်ကော်မရှင်တပ်ကိုအသက်ရှူပေါက်တစ်ခုပေးလိုက်သလိုဖြစ်ခဲ့ပြီးရှမ်းမြောက်ကတပ်တွေကိုရခိုင်နဲ့ကချင်ဒါမှမဟုတ် PDF တွေအကောင်ရာနိုင်ငံအလဲပိုင်းကို ပြန်လည်အင်အားဖြည့်တင်းစီနိုင်ခဲ့ပါတယ်။ဒါအတူတိုင်းသားလက်နက်ကင်တွေရဲ့ကိုပိုင်နိုင်ငံရေးပန်းနိုင်နေတဲ့တရုတ်ရဲ့ပထဝီနိုင်ငံရေးလွှမ်းမိုးမှုတွေအကြောင်းမှာရှုပ်ထွေးစွာချိတ်ဆက်နေပြီးဒီအချင်းတွေဟာຫນွေဥတော်လိုင်းကြီးအတွက်အနာဂတ်ဆိုင်ခုံမှုတရက်အနေနဲ့ဖြစ်လာစေတဲ့အကြောင်းနားလည်ရပါတယ်။ကျွန်တော်စိုးသူအောင်ပါယခု QR ကိုစကန်ဖတ်ပြီး DVB YouTube channel ကို subscribe လုပ်ခါ နောက်ဆုံးရမြမသတင်းကပသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင်ဒီကူကျူအာကိုစကန်ဖတ်ပြီး DVP YouTube Channel ကို Subscribe လုပ်ကနောက်ဆုံးရမြမသတင်းကပသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင် ကိုင်းတိုင်းကလေးမြို့နယ်ထဲမှာစစ်ကောင်စီတပ်ဖက်ကဩဂတ်လစန်းပိုင်းကနေစတင်ပြီးတော့အင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးနေတာကြောင့်လက်ရှိအချိန်ထိဒေသခံပြည်သူတပေါင်းကျော်ဟာနေရွှန့်ခွာထွက်ပြေးနေရတယ်လို့ဒေသခံတွေကပြောပါရတယ်။ ကလေးမြို့နယ်မြောက်ပိုင်းမှာရှိရဲကလေးတမူးလမ်းပေါ်မှာရှိရဲစစ်တပ်ဘက်ကအင်အား1500လောက်နဲ့အင်အားအလုံးရင်သုံးပြီးတော့စစ်ကြောင်းထိုးနေတဲ့အတွက်အဲ့ဒီလမ်းပေါ်မှာရှိရဲရွာတွေကပြည်သူ1000ကျော်ဟာဘေးလွတ်တဲ့နေရာတွေကိုထွက်ပြေးနေရတာသုံးလရှိပြီဖြစ်တယ်လို့ကလေးမြို့နယ်အခြေစိုက်တော်လည်တပ်ဖွဲ့ဝင်တဦးကပြောပါရယ်အာနာသိန်းစစ်တပ်ရဲ့တမခွန်ခွန်လောက်ခန့်စစ်သားတွေနဲ့ပြည်သူစစ်တွေကအင်အားအလုံးရင်နဲ့ကလေးတမူးလမ်းပေါ်မှာရှိရဲရာကြိုလက်ပံချောင်းတင်ဦးကန်တာ နန်းဆောင်ဘူးရွာရီနဲ့အနီးနားဝင်းကျင်ကရွာတွေကိုစစ်ကြောင်းထိုးနေတာပါအဲ့ဒီလိုစစ်ကြောင်းထိုးနေလို့ထွက်ပြေးနေရတဲ့ရွာသားတပေါင်းကျော်ပြီးဩဂတ်လကလေးကပြေးနေရတဲ့ဒေသခံတွေကတောထဲမှာဖြစ်တလို့နေထိုင်နေရပြီးစားနေရခါနဲ့စေဝါးတွေလည်းအရေးပေါ်လိုအပ်နေတယ်လို့ကလေးမျိုးနဲ့အခြေဆိုင် Winds of Kale ရဲ့တာဝန်ရှိသူက DVV ကိုပြောပါရရှင် ရှမ်းပြည်နယ်တောင်ပိုင်းရွာငံမြို့နယ်နဲ့မန္တလေးတိုင်းတာစီနယ်ဝန်းနေမြို့နယ်တွေမှာစစ်တပ်ကစစ်ကြောင်းထိုးနေပြီးဒေသခံ10ဦးကိုဖမ်းဆီးသွားပြီးတော့နောက်ထပ်3ဦးလည်းပျောက်ဆုံးနေတယ်လို့တော်လန်ရေးတပ်ဖွဲ့တွေကပြောပါရယ်စစ်တပ်ကပြီးခဲ့တဲ့ဩဂတ်စ်လ15ရက်နေ့ကနေစတင်ပြီးအဲ့ဒီ3မြို့နယ်မှာစစ်ကြောင်း10ကြောင်းခွဲပြီးတော့လှည့်လည်စစ်ကြောင်းထိုးနေတာဖြစ်ပါရယ်လက်ရှိအချိန်ဒီရွာတွေထဲမှာတက်ဆွဲနေတဲ့အပြင်ရွာတချို့ကိုလည်းမီးရှို့ပြီးတော့တောထဲကိုစစ်ကြောင်းထိုးနေတယ်လို့တော်လဲရဲဘော်တယောက်ကပြောပါဗျ။ ဲ့ဒီတဲကရွာငယ်မြို့နယ်ကအကြောက်တော့ကြေးရွာဆိုရင်တော့၃ချိန်မီးရှို့ခံရပြီးနေအိမ်62နှလုံးမီးလောင်ပျက်စီးသွားကဖမ်းဆီးခံရတဲ့ဒေသခံတချို့ကိုမိတိလာကိုပို့လိုက်တယ်လို့လည်းသိရပါဗျာ။အဲ့ဒီလိုဖန်းစည်းပျောက်ဆုံးသွားတဲ့ဒေသခံတွေကတချို့ရဲ့အလောင်းကိုတော့ပြန်လည်တွေ့ရှိထားတယ်လို့တော်လည်းတပ်ဖွဲ့ဝင်တူကပြောပါရယ်။ပြီးခဲ့တဲ့ဇူလိုင်လ9ရက်နေ့ကကြောက်ချောကုန်းရွာအနီးနားမှာစစ်တပ်ရဲ့ဆက်လီ3စီးကိုတော်လည်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့လို့ ၃စီးလုံးရင်းနှစ်ခဲ့တာကြောင့်စစ်တပ်ကလေကြောင်းကနေဖုံးကျဲပြီးတော့ဒီကနေ့အချိန်ထိအင်အားအလုံးကြီးနဲ့စစ်ကြောင်းထိုးနေတာဖြစ်တယ်လို့ဒေတာခန်တွေကနေသိရှိရပါရှင်။ ဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ပြပေးပါမယ်ရှင်။ရုရှားနိုင်ငံအနောက်အလယ်ပိုင်း Cheryabinsk မြို့နားမှာစစ်ဖက်ဆက်ယုံတစ်ခုအော်တိုဘားလ22ရက်နေ့ကပောက်ကွဲမှုဖြစ်ပြီးတော့တေဆုံးသူ12ယောက်ထိရှိလာပြီးဒဏ်ရာသူ9ယောက်ရှိရလို့ရုရှားနိုင်ငံရဲ့ ISTR သတင်းဌာနကအော်တိုဘားလ23ရက်နေ့မှာအစီရင်ခံထားပါတယ် ရွေရှားနေတဲ့မော်တော်ယာဉ်ကနေရိုက်ကူးထားပြီးတော့ social media ပေါ်ကဗီဒီယိုဖိုင်တစ်ခုမှာတော့ကြီးမားတဲ့မီးလုံကြီးတစ်ခုကောင်းကင်မှာထွက်ပေါ်လာတာကိုလည်းတွေ့ရပါဗျ။တိကျစောင့်ကြည့်ရဗီဒီယိုတွေမှာတော့ကောင်းကင်မှာလင်းထိန်ပြီးတော့ပောက်ကွဲနေချိန်မှာလည်းပောက်ကွဲသံကိုကြားလိုက်ရပါဗျ။ဆက်ယုံမီးလောင်မှုကိုတော့နှိမ့်သက်နိုင်ခဲ့ပြီးအဲ့ဒီ PF က drone လှုပ်ရှားမှုတွေနဲ့ဆက်ဆက်မှုမရှိကြောင်းကိုတော့ပြောကြားထားပါဗျ။ မက္ကဆီကိုနိုင်ငံအရှေ့ပိုင်းအလာမိုမြို့မှာနေထိုင်တဲ့သူတွေဟာရေလွှမ်းမှုတန်ခံရတဲ့ပိုက်လိုင်းကနေရေနံစိမ်းတွေယိုဖိတ်မှုကြောင့်ဒေသတွင်းချောင်းတွေမှာပြင်းထန်တဲ့ရေညစ်ညမ်းမှုတွေနဲ့ရင်ဆိုင်နေရပါတယ်။မက္ကဆီကိုအရှေ့ပိုင်းမှာမကြသေးမီဟာမိုးသည်ထန်ပြီးမြေပြိုလာတွေကြောင့်မြေချောင်းတွေရေရှမ်းခဲ့တာကြောင့် PMS ပိုက်လိုင်းတွေပျက်စီးခဲ့ပါတယ်။ယိုစိမ်းမှုတွေကြောင့် Veya Cruz ပြည်နယ်ကရေကြီးမှုတန်အခမ်းအနားဆုံးဒေသတွေတည်းကတစ်ခုဖြစ်တဲ့အလာမိုမြို့အနီးနားက ပန်ဒီဘတ်မြစ်တလျှောက်မှာမက္ကဆီကိုနိုင်ငံပိုင်ရင်းနှံကုမ္ပဏီကလက်မ30ပိုင်လိုင်းပောက်သွားခဲ့ပါတယ်။တန်းစီရေးဝန်ထမ်းတွေကရိုးဖိတ်မှုကိုတားဆီးဖို့အတွက်ကြိုးပမ်းနေချိန်မှာပဲရင်းနှံအမှိုက်တွေနဲ့အကျဉ်းချက်တွေကိုရေမျက်နှာပြင်မှာမျောပါနေတာတွေကိုရိုက်ကူးထားတဲ့ drone video file ကိုအော်တိုဘာလ22ရက်နေ့မှာပြသခဲ့ပါတယ်။ကုမ္ပဏီကပိုက်လိုင်းတွေကိုပြုပြင်ပြီးတော့မီတာ650ကျော်မှာရေနံဆုပ်ယူနိုင်တဲ့အတားအဆီး48ခုနဲ့ပင်လယ်ရေကြောင်းအတားအဆီး73ခုအပါအဝင် ရေနံအတားဆီးတွေကိုတက်ဆင်ခဲ့ပြီးတဲ့နောက်ရိုစိမ့်မှုကိုတော့အော်တိုပါလာ22ရက်နေ့မှာတားဆီးနိုင်ခဲ့တယ်လို့ PMS ကထုတ်ပြန်ထားပါတယ်။ပြုပြင်ပြီးတဲ့နောက်ပိုင်းမှာတော့ပိုဇာရီကာမာဒီရိုပိုင်လဲရအင်ကာနေ့မှာလုပ်ငန်းတွေကိုပြန်လည်ပတ်ခဲ့တယ်လို့ရေနံကုမ္ပဏီကပြောထားပါတယ်ရှင်။ဆက်လက်ပြီးတော့အားကစားသတင်းကိုတင်ပြပေးပါမယ်ရှင်။အာဆင်နယ်တိုက်စစ်မှူးဂါဘရီယယ်ဂျေဆုဟာ လာမယ့်ဒီဇင်ဘာလအတွင်းမှာအသင်းအတွက်ပြန်လည်ကစားပေးနိုင်မှု ပြင့်မှတ်ထားကြိုးပမ်းနေပါတယ်။ဘရာဇီးတိုက်စစ်မှုကအခုနှစ်ဇန်နဝါရီလ12ရက်နေ့ကမန်ယူနိုက်တက်နဲ့ပွဲစဉ်မှာဒူးအယွတ်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီးတော့ခွဲစိတ်ကူတာမှုခံယူနေရတာပါအနားယူပြီးတဲ့နောက်မှာတော့ဒဏ်ရာအခြေအနေပြန်လဲကောင်းမွန်လာလို့တဦးတည်းလေ့ကျင့်ခန်းတွေလည်းစတင်လှုပ်ဆောင်နေပြီးလာမယ့်ဒီဇင်ဘာခရစ်စမတ်ကာလအတွင်းမှာတော့ပြန်ကစားနိုင်မှုပြင့်မှတ်ထားတာပါတယ် သူရဲ့အခြေအနေကကောင်းမွန်လာပြီးတော့ကွင်းပြင်ပမှာအပေါ်စားလေ့ကျင့်ခန်းတွေကိုလှုပ်ဆောင်နေပြီးဖြစ်ကြောင်းနဲ့ကာလာရှီရဲ့အနားယူခဲ့တာဖြစ်တဲ့အတွက်အလင်းစလိုဘောလုံးပြန်ကစားဖို့တော့လှုပ်ဆောင်မှာမဟုတ်ကြောင်းကိုဂျေဆုကပြောပါတယ်။အသက်28နှစ်အရွယ်ရှိတဲ့ဂျေဆုကမနစ်ကရာသီဘက်လောက်ပဲကစားခွင့်ရခဲ့ပေမဲ့စုစုပေါင်း28ပွဲကစားခဲ့ရမှာခုနှစ်ဂိုးသွင်းပြီးတော့နှစ်ကြိမ်ဂိုးဖန်တီမှုပြစ်လွန်နိုင်ခဲ့ပါရှင်။ ဒီ VV ရုပ်မြင်သံကြားရဲ့နေ့လယ်2နာရီသတင်းတွေကိုတိုက်ရိုက်ကြည့်ရှုခဲ့ရတာပါ။ညနေ4နာရီအချိန်မှာလည်းထပ်မံရရှိထားတဲ့သတင်းတွေကိုဖြည့်ဆွတ်တင်ဆက်ပေးတော့ပါအောင်မယ်။အားလုံးကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ဝန်ဒီပါ။